တော်ရှင်နေအားလုံးတာလီစားပါ development media ကို DMG ရဲ့2025ခုနှစ်စက်တင်ဘာလ29ရက်နေ့အတွက်သတင်းတန်ထုတ်လွှင့်မှုစတင်ပါတော့မယ် ဒီကနေ့မှာတော့စက်ကောက်စီတဆွဲထားတဲ့ငဖဲမြွနဲ့ဂုံကြီးကျွာကိုအေးသိမ့်ပိုက်တဲ့အကြောင်းဘလဝကိုစက်ကောက်စီဘုံကျဲတာကြောင့်ဒေသခံ၂ယောက်သေဆုံးပြီး၁၀ယောက်ထက်မနည်းဒဏ်ရာရတဲ့တဲ့တွင်ဘင်္ဂလားဒေ့ရှ်မှာတရားမျှတရေးတောင်းဆိုမှုပြင်းထန်စွာဖြိုခွင်းခံရတဲ့အကြောင်းအပါအဝင်အခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစီစဉ်ကိုကျွန်တော်အောင်မင်းနဲ့အတူမဆောင်းစာရှီတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါ ပထမဆုံးအနေနဲ့စက်ကောင်စီတဆွဲထားတဲ့ငဖဲမြို့နယ်ဂုတ်ကြီးကျွာကိုအေအေသိမ့်ပိုက်တဲ့အကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။မကုတိုင်းငဖဲမြို့နယ်အမ်ဘဒန်လမ်းပေါ်ကစက်ကောင်စီအခိုင်အမာတဆွဲထားတဲ့ဂုတ်ကြီးကျွာကိုအရခတ်တော်အေအေကပြည်သက်သိမ့်ပိုက်လိုက်ပြီးဖြစ်တယ်လို့အေအေနဲ့နှိစက်တဲ့သတင်းရင်းမြစ်တီစီကသိရပါတယ်။အဲ့ဒီကျွာကိုအရခတ်တော်ကစက်တင်ဘာ26ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်စက်တင်ဘာ26ရက်မှာပြည်သက်သိမ့်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့အေအေနဲ့နှိစက်တဲ့သတင်းရင်းမြစ်တူကပြောပါတယ်။ဂုတ်ကြီးကျွာမှာစက်ကောင်စီအင်အား100လောက်တဆွဲနေထိုင်ခဲ့ပြီးတိုက်ပွဲအတွင်းစက်ကောင် စီတသားကြာရှုံးမှုအာရခတတစီဖန်စီခံရမှုတွေလည်းရှိတယ်လို့သိရပါတယ်။ဂုတ်တီကျားဟာနတ်ရေကံပြူဟာခုံးနဲ့နမိုင်လောက်ဝေပြီးစက်ကောက်စီအတွက်နတ်ရေကံပြူဟာကုန်းဒေါက်တန်အထိုင်တက်ဆွဲနေရလဲဖြစ်ပါတယ်။ဒါကြောင့်စက်ကောက်စီကဂုတ်တီကျားကြာပြီးနောက်ဂျက်ဖိုက်တာ white dwarf တွေနဲ့စတေမာ26ရက်ကတနေ့လုံးတိုက်ခိုက်နေပြီးဒီကနေ့အထိလည်းတိုက်ခိုက်နေတယ်လို့မြေပြည်တရင်ရင်မဲ့တူကပြောပါတယ်။လက်ရှိအမ်ဒန်လမ်းမှာနတ်ရေကံပြူဟာကုန်းတစ်ခုပဲကျန်ရှိပြီးတော့အာရခတတကနေရာဘောဆောင်ကဝိုင်းပက်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ထားတယ်လို့သိရပါတယ်။အာရခတတနဲ့ပူပေါင်းတပ်တွေဟာ အခုနှစ်ဖေဖော်ဝါရီလဆောင်းပိုင်းကစလို့အမ်ဘဒန်လမ်းပိုင်းကိုပိတ်ဆို့ဖြစ်တော့ပြီးနိုင်ငံခံဗျူဟာကိုစတင်ထိုးစစ်ဆင်ကြတာဖြစ်ပြီးတော့ရခိုင်ရုံးမတကြောကစက်ကောက်စီကာကင်းစခန်းတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်နေတာလည်းဖြစ်ပါတယ်ခင်ဗျာ က်လက်ပြီးတော့ပလောင်းဝါကောစစ်ကောင်စီဘုံကျင်ရာကြောင့်ဒေသခံ၂ယောက်တင်ဆောင်ပြီးတော့ဆယ်ယောက်ထပ်မင်းနဲ့တန်ရာရတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။အာရခတက်တော်အထင်ချုံထားရချင်းပြင်းနဲ့ပလောင်းဝါမြို့ကိုဒီကနေ့မွန်လယ်၁၂နာရီခွဲဝန်းကျင်ကစစ်ကောင်စီကဘုံကျင်တိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ၂ယောက်တင်ဆောင်ပြီးတော့ဆယ်ယောက်ထပ်မင်းနဲ့တန်ရာရရှိခဲ့တယ်လို့ကနအူသိရပါတယ်။စစ်ကောင်စီကဂျက်ဖိုင်တာနဲ့ပလောင်းဝါမြို့ကိုပေါင်900ဘုံနှလုံးနဲ့ကလစတာဘုံတစ်လုံးတေချာတိုက်ခိုက်ခဲ့တာဖြစ်ပြီးပလောင်းဝါဆင်းယုံဝန်းကျင်ဘုတ် တင်းနဲ့အနီးဝန်းကျင်တို့မှကြားရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်လူထိခိုက်သေးဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုအသေးစိတ်ကိုတော့ DMG ကဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ် အာရခတက်တော်ဟာပလဝမျိုးနေကို2024ခုနှစ်ဇန်နဝါရီလကတင်ပိုက်ထိန်ချုပ်ခဲ့ပြီးတော့အုတ်ချုပ်ရေးတရားစီရင်ရေးတို့ကိုဆောင်ရွက်နေပါတယ်။စက်တင်ဘာလ28ရက်နေ့ကလည်းတန်တွဲမျိုးအမှတ်လေးရက်ကွက်ကိုစစ်ကောင်စီပုံကျစ်ခဲ့တာကြောင့်ဒေသခံတယောက်တင်ဆုံးပြီးတော့ကလင်းငယ်အပါအဝင်9ရောက်တန်ရာရရှိသွားခဲ့ပါတယ်။စစ်ကောင်စီဟာအခုရပိုင်းအတွင်းမှာအာရခတက်တော်ထင်းချုံရဒေသတွေကိုလေကြောင်းတိုက်ခိုက်မှုခက်ဆိတ်ဆိတ်လှုံ့ဆော်လာနေတာကြောင့်ဒေသခံတွေလေကြောင်းအန္တရာယ်ကိုအထူးသတိပြုနေထိုင်ဖို့ ်လိုအပ်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတရားမျှတရေးတောင်းဆိုမှုပြင်းထန်စွာဖြိုခွင်းခံရတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါ။ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်ဒေသကဌာနေတိုင်းရင်းသူရှစ်တန်းကျောင်းသူအမျိုးသမီးငယ်ကိုဘင်္ဂလီသုံးဦးကအဓမ္မပြုကျင့်မှုတရားမျှတမှုရရှိရေးတောင်းဆိုမှုတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့ဘင်္ဂလီအတိုင်းဝန်ကပြင်းပြင်းထန်ထန်ဖြိုခွင်းနေတာကြောင့်ထိခိုက်တိုက်စုံမှုတွေရှိနေတယ်လို့ဒေသခံတွေနဲ့ဘင်္ဂလားဒေ့ရှ်သတင်းတွေအရသိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံခါကာဆူခရိုင်မြို့မှာစက်တဘာ23ရက်ကဘင်္ဂလီလူမျိုးသုံးဦးကဒေသခံတိုင်းရင်းသူခလင်းငယ်တရားကိုအဓမ္မပြုကျင့်ပြီးကျူးလွန်သူကိုတရားဥပဒေနဲ့ အညီအရေးယူပေးဖို့ဇန်နပြတောက်ဆွမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ဂွိမာယမြို့မှာစက်တင်ဘာ28ရက်ညနေ9:00နာရီအချိန်လောက်ကဌာနတိုင်းရင်းသားတွေရဲ့ညင်းကြီးချက်ချက်ဇန်နပြတောက်ဆွမှုတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကအင်အားသုံးဖြိုခွင်းတာကြောင့်ဌာနတိုင်းရင်းသားအမျိုးသမီး2ယောက်နဲ့အမျိုးသား3ယောက်ထက်မနည်းတည်ဆုံးပြီးအများပြားဒဏ်ရတယ်လို့ဒေသခံအမျိုးသမီးတဦးက DMG ကိုပြောပါတယ်။ဒါ့အပြင်စက်တနေ့ရဲတပ်ဖွဲ့လုံခြုံရေးအကူအညီနဲ့စစ်တကောင်းတွေတောက်ကိုပြောင်းရွှေ့နေထိုင်ကြတဲ့ဘင်္ဂလီလူမျိုးတွေကဒေသခံဌာနတိုင်းရင်းသားတွေရဲ့ဈေးဆိုင်ကန်50ကျော်နဲ့ခုံကြီးเจ้าတွေကိုမိရှုဖြစ်စီထားတယ်လို့လည်းသိရပါတယ်

လက်ရှိအာမတ်ကျူးလွန်သူတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကကာကွယ်ပေးထားတဲ့အပြင်ဒေသခံတိုင်းရင်းသားတွေရဲ့နေအိမ်တွေကိုမိရှိုးဖျက်ဆီးပြီးအကြမ်းဖက်လုပ်ရတဲ့ကျူးလွန်နေတဲ့ကြောင့်ဒေသခံတိုင်းရင်းသားတွေနေရစွန့်ခွာထွက်ပြေးနေကြရပါတယ်။ဘင်္ဂလားဒေ့ရှ်စစ်တပ်ကလည်းစစ်တကောင်တွေသားခါကာဆူရီခရိုင်မှာလူသုံးဝနဲ့အထက်စုဝေးခွင့်မရှိတဲ့ပုံမှန်တလေးလေးအမိန်ထုတ်ပြန်ထားပြီးမလိုက်နာသူတွေကိုဥပဒေအရအရေးယူမယ်လို့ဆိုထားပါတယ်။ဒါပေမဲ့ဆန္ဒပြဌာနေတိုင်းရင်းသားတွေကအာမတ်မှုကျူးလွန်သူတွေကိုအရေးယူဖို့ပျက်စီးသွားတဲ့နေအိမ်နဲ့ဆိုင်ခန်းတွေအတက်ရောကြီးပေးဖို့ဖမ်းဆီးထားတဲ့တိုင်းရင်းသားတွေကိုလွှတ်ပေးဖို့တိုင်းရင်းသား က်ကိုယ်စားလှယ်တွေပါဝင်တဲ့ဆွေးနွေးပွဲကျင်းပပြီးဝင်တဲ့ပုံမှန်တလေးလေးဖြစ်သိမ့်ပေးဖို့ကိုတောင်းဆိုထားပြီးလက်မခံရင်လမ်းပိတ်ဆို့မှုတွေအပါအဝင် ရုပ်ကံလှူရှာမှုတွေကိုပုံမတင်ကြပြီးစနေတကြရှိတဲ့ပုံစံနဲ့ဆက်လုပ်သွားမယ်လို့ကြေညာထားပါတယ်။လက်ရှိစစ်တကောင်တွေသားမှာဘင်္ဂလားဒေ့ရှ်အစိုးရကစစ်တပ်ဖုံးလိုက်နေဖြစ်တောက်ထားပြီးပိတ်ဆို့မှုတွေပြုလုပ်ထားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။တဲ့နေရီကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ဘင်္ဂလားဒေ့ရှ် BGB အရာရှိတချို့ကအရေးမယူရင်နှစ်ဖက်ဆက်ဆံရင်တင်းမာလာနိုင်တယ်လို့အေအေပြောတဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ်။ မောင်တော်ဒေသအတွင်းမွတ်စလင်လက်နက်ကိုင်အဖွဲ့ဝင်တွေဝင်ရောက်လှုပ်ရှားနေမှုမှာဘင်္ဂလားဒေ့ရှ် BGB အရာရှိတချို့ပါဝင်ပတ်သက်နေတာကိုအ мян ဆုံးဖော်ထုတ်အရေးယူဖို့အာရခတက်တော် AA ကစက်တင်ဘာလ28ရက်နေ့မှာထုတ်ပြန်တောင်းဆိုထားပါတယ်။ဘင်္ဂလားဒေ့ရှ်အနေနဲ့အရေးယူထိန်းချုပ်မှုမရှိရင်နှစ်ဖက်နေဆက်ဒေသတည်ငြိမ်ရေးလုံခြုံရေးနဲ့ဆက်ဆံရေးတွေကိုပါထိခိုက်စေပြီးတော့နှစ်ဖက်တင်းမာမှုတွေလည်းပုံမမြင့်တက်လာစေနိုင်တယ်လို့ AA ကတတိပေးထားပါတယ်။မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေမှာဘင်္ဂလားဒေ့ရှ် PGB အရာရှိတချို့ရဲ့အပေးထောက်ခံမှုနဲ့ပူပေါင်းဆောင်ရွက်မှုတွေရရှိထားပြီးတော့စည်ရီထောက်ပံ့ရေးအကူအညီတွေကိုပါအပြည့်အဝရရှိထားရုံသာမက PGB စခန်းအနီးမှာအခိုင်အမာတပ်ဆွေးခွင့်ရရှိထားပြီးတော့အဲ့ဒီကနေတစင်ရခိုင်ပြည်ကိုဝင်ရောက်လှုပ်ရှားနေတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့နေဆက်တည်ငြိမ်ရေးထက်ပဋိပက္ခတွေကိုသာဆက်လက်ကြိုးကင်နေတာဟာမွတ်စလင်ဒုက္ခသည်အရေးကိုကဘာစိတ်ဝင်စားမှုရော့ကျမသွားစေဖို့ဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အရေးဆောင်ကြည့်နေ ေသူတယောက်ကဆိုပါတယ်မွ슬င်လက်နက်ကင်အဖွဲ့တွေဟာနမ်မြင့်နဲ့မယူတောင်တန်းလမ်းကြောင်းကတဆင်မောင်တော်ခရိုင်အတွင်းကိုဝင်ရောက်ပြီးတော့အရခတက်တော်လုံချုံရဲစခန်းတွေကိုတိုက်ခိုက်လာတဲ့အပြင်လူပြတ်တဲ့နေရာတွေမှာအရက်သားတွေကိုတတ်ဖြတ်တာဖမ်းဆီးနှိပ်စက်တာငွေညစ်တာပြန်ပြီးဆွေးလူရမှုတွေကိုဇတိုက်ကျူးလွန်နေတယ်လို့အေအေကဆိုပါတယ်စက်တင်ဘာလ28ရက်နေ့မှာပွိုင်း600တင်းစခန်းအနီးပတ်ဝန်းကျင်နေရာ6ခုမှာအေအေနဲ့အာစာတွေအကြားထိတွေ့တိုက်ပွဲဖြစ်ပွားမှုဆန်းတဲ့ချိန်ထက်ရ ှိခဲ့ပြီးတော့အာစာအဖွဲ့အလောင်းတချို့နဲ့စစ်သုံးဆောင်ပစ္စည်းတွေလက်နက်ခရမ်းတချို့သိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ကြမ်းမှာပါရှိပါတယ်။လက်ရှိအာရခတပ်တော်ဟာစစ်တွေအကြောင်းပြုမျိုးအပါအဝင်ရခိုင်နဲ့ထိစပ်နေတဲ့နေရာသုံးခုမှာစစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ပွားနေပြီးတော့အာစာအဖွဲ့ကဒီအခြေအနေကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့နေဆက်လုံခြုံရေးစခန်းတွေကိုတိုက်ခိုက်နေတယ်လို့အေအေကဆိုထားပါတယ်။ဘင်္ဂလားဒေ့ရှ်ရခိုင်နေဆက်မှာတကြောပြန်စခန်းထလာတဲ့အာစာ RSO မွတ်စလင်လက်နက်က န်လှုပ်ရှားမှုဟာရခိုင်ပြည်အတွင်းနဲ့ပြည်သူလူထုရဲ့လွန်ခြုံရေးကိုဓာတ်ရိုက်ချိန်ချောက်စေရန်သာမကဒေသတွင်းနိုင်ငံသားယဉ်နီမှုတွေလာရောက်ယဉ်နီမြုံနှံကြတဲ့နိုင်ငံခြားသားတွေရဲ့လွန်ခြုံရေးကိုပါသွေဝိုက်ချိန်ချောက်နေတယ်လို့အေအေကပြောထားပါတယ်။ဒါကြောင့်နိုင်ငံတကာအတိုင်းဝိုင်းအနေနဲ့အခုကိစ္စကိုဝိုင်းဝန်းစောင့်ကြည့်ပေးဖို့နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်းနှစ်ဖက်ပြည်လီစီမဲ့လမ်းကြောင်းကိုရှာဖွေပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကိုဦးစားပေးလှုံ့ဆော်တင်တယ်လို့အေအေကတောင်းဆိုထားပါတ

တန်တွဲနဲ့တောင်ကိုကိုစက်ကောင်စီစက်တိုက်ဘုံချဲတဲ့တဲ့ရင်ကိုလည်းတင်ဆက်ပေးမှာပါရခိုင်ပြည်တန်တွဲနဲ့တောင်ကိုမျိုးကိုစက်ကောင်စီကအခုရပိုင်းအတွင်းလေကြောင်းတိုက်ခိုက်မှုစက်တိုက်ပြုလုပ်နေပြီးအဲဒါထိခိုက်တေဆုံးမှုတွေလည်းရှိနေပါတယ်မနေ့ကစက်တင်ဘာ28ရက်ည7:00နာရီခွဲအချိန်မှာတန်တွဲကွာလန်ကပရေကိုကြေးရအနီးဝန်းကျင်ကိုစက်ကောင်စီဘုံချဲတိုက်ခိုက်ခဲ့ပြီးလူအထိခိုက်မရှိခဲ့ဘူးလို့သိရပါတယ်စက်တင်ဘာ28ရက်ကလည်းတန်တွဲမျိုးအမှတ်၄ရောက်ခုကိုစက်ကောင်စီဘုံချဲမှုမှာဒေသခံတယောက်တေဆုံးပြီးကလင်းငယ်အပါအဝင်၅ဦးတန်းရှိတော့ခဲ့ပါတယ်ဒါအပြင်တောင်ကိုမျိုးကံပါရက်ကွက် ကာငါအနီကတအူးကြောင်းတိုက်ကိုစက်တင်ဘာ26ရက်မှာစက်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်ဝဲအပုံတလုံးကျဲရှာတိုက်ခိုက်ခဲ့ပါတယ်။အခုလအတွင်းရခိုင်ကိုစက်ကောင်စီလေကြောင်းတိုက်ခိုက်မှုအချိန်မြင့်လှုပ်ဆောင်လာနေမှုနဲ့အတူဧသာတိခိုက်သေဆုံးမှုတွေလည်းတိုးလာနေတာကြောင့်ဒေသခံတွေကစိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကြားနေထိုင်နေကြရပါတယ်။စက်ကောင်စီကရုပ်ကပွဲချင်းပါဖို့အတွက်အေးထိန်းချုပ်ထားတဲ့ရခိုင်တောင်ပိုင်းကတန်တွဲတောင်ကိုကွာနဲ့အန်တို့ကိုပြန်လည်ထိန်းချုပ်ဖို့မြေပြင်ထိုးစက်ကတစင်ကြိုးပမ်းလာနေပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းဆက်တိုက်ပြုလုပ်လာနေတာပါ။စက်ကောင်စီအနေနဲ့ရုပ်ကပွဲမချင်းပါမဲ့မြို့ ယ်တွေထဲရခိုင်တောင်ပိုင်းကမြို့နယ်တွေပါဝင်တာမရှိတဲ့အတွက်မြေပြင်ထိုးဆက်ပြင်ဝင်တိုက်ခိုက်မှုတွေလည်းပြုလုပ်လာနေတယ်လို့ CDM ဗိုလ်ကြီးဇေယျကတုံ့ပြန်ထားပါတယ်။အရခတ်တော်ဟာရခိုင်မြို့နယ်14ခုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီးကျန်3မြို့နယ်ကမြို့ပေါ်ကသာစစ်ကောင်စီထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီကရခိုင်ကိုထိုးပေါက်ဖို့မကိုးရခိုင်မကိုးရခိုင်နဲ့အေရဝတီရခိုင်အစပ်တွေမှာထိုးဆက်ဆင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေပါတယ်ခင်ဗျာ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်သုံးဖွင့်ညင်ချိုင်းရင်ကိစ္စတွဲဆောင်ဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးမှာပါ နေချားဆောင်တက် BGF KN နဲ့ဒီမိုကရေစီအကျိုးပြုကရင်တမတော် DKBN နဲ့ကရင်ညီချမ်းရဲ့ကောင်စီ PC ကရင်နနက်ကအဖွဲ၃ဖွဲ့ဟာမနေ့ကသေးကတဲ့ကျေးရွာက BGF အမှတ်နှစ်စစ်တပ်ဌာနချုပ်မှညီချမ်းရဲ့ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုအစည်းအဝေးတရက်ကိုကျင်းပခဲ့တယ်လို့သိရပါတယ် BGF KN နဲ့ဖက်ကဘုံမှုချုံစောချစ်သူ အမှတ်နှစ်စစ်တပ်စစ်စင်ရင်မှုဘုံမှုချုံစောတင်ဝင်းအမှတ်လေးစစ်တပ်စစ်စင်ရင်မှုဘုံမှုချုံစောမောက်တုံ နဲ့တတ်မှုတချို့တို့တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ DKBA ဖက်ကစေဦးစီချုံဘူချုံကြီးစောစတီဒူးစေဦးစီချုံဒူးဘူချုံကြီးစောရွှေဝစေဦးစီအရာရှိချုံဘူချုံစောဆန်းအောင်တို့နဲ့ကရင်ငင်းချမ်းရေးကောင်စီ PC ဖက်ကဒူဥက္ကဋ္ဌဒေါက်တာနော်ကဘောထုနဲ့တမှုတချို့လဲပါဝင် တက်ရောက်ခဲ့တယ်လို့ကရင်အမျိုးသားမီဒီယာက ဖော်ပြပါတယ်။ ဒါအပြင် KNU ဒူပလာယာခရိုင်ဥက္ကဋ္ဌဟောင်းပဒုစောရွှေမောင်လဲအဲ့ဒီအစည်းအဝေးကိုတက်ရောက်ခဲ့တာကိုတပ်ပေါင်းမှတ်တမ်းအရာတွေ့ရပါတယ်။ဆွေးနွေးပွဲအသေးစိတ်ကိုတရားဝင်ထုတ်ပြောတာမရှိသေးပါဘူး။တတ်တန်းရဲ့တော်လှန်ရေးအဖွဲ့ကြီးဖြစ်တဲ့ကရင်အမျိုးသားအစည်းအရုံး KNU ကဆရာနာရှင်ကျင်းပမဲ့ရွေးကောက်ပွဲမပြင်းမြောက်စေဖို့ကရင်တမျိုးသားလုံးရဲ့အမျိုးသားရဲ့တာဝန်အဖြစ်မှတ်ယူကြဖို့တိုက်တွန်းပြောဆိုထားပေမဲ့အဲ့ဒီလက်နက်ကိုင်တုံဖွင့်ကတော့စစ်ကောင်စီရွေးကောက်ပွဲကိုအတက်နိုင်ဆုံးဝိုင်းဝန်း ူညီမယ်လို့ထုတ်ပြန်ထားကြပါတယ်။ နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးသွားမှာပါ။ဂါဇာစစ်ပွဲကြောင့်အထူးကြံလာတဲ့နေတန်ယာဟုသမ္မတထရွန်နဲ့တွဲမဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ဂါဇာစစ်ပွဲကြောင့်နိုင်ငံတကာအတိုင်းဝန်ရဲ့ဖယ်ကျင်မှုနဲ့ရင်ဆိုင်နေရတဲ့အစ္စရေးဝန်ကြီးချုပ်ဘွတ်ဂျမင်နေတန်ယာဟုဟာဒလင်လာနေမှာသမ္မတဒွန်နယ်ထရွန်နဲ့တွေ့ဆုံမှုစီစဉ်ထားတယ်လို့ AP သတင်းတရက်မှာဖော်ပြထားပါရစေ။အစ္စရေးဟာဂါဇာစစ်ပွဲကြောင့်သူရဲကာရရှိချာမဟာမိတ်တွေကိုလက်လွတ်ဆုံးရှုံးနေရတယ်လို့နိုင်ငံတွင်းမှာလည်းနေတန်ယာဟုရဲ့ညွန်ပေါင်းအစိုးရအဖွဲ့ဟာအကွဲပြဲဖြစ်လို့နီးနီးအနေထားနဲ့ရင်ဆိုင်နေရပါတယ်။တချိန်တည်းမှာပဲ အမေရိကန်ကလည်းအစ္စရေးရဲ့လုပ်ရည်တွေပေါ်စိတ်မရှိမှုတွေပြသလာနေပါတယ်။ထရန်နန်နီတန်ယာဟူဟာအင်ဖီရိုကဘဲဥပုံခန့်မှာတွေ့ဆုံပြီးနောက်ပူးတဲ့သတင်းစာရှင်းလင်းပွဲပြုလုပ်မယ်လို့ယူဆရပါတယ်။ကုလသမဂ္ဂရုံးချုပ်မှာကျင်းပနေတဲ့အထူးတင်ညီလာခံမှာအလွတ်တဘောဆွေးနွေးပွဲအဖြစ်သမ္မတထရန်ဟာပြခဲ့တဲ့ရပ်ပိုင်းကမွတ်စလင်ကောင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပါတယ်။အဲဒီတွေ့ဆုံမှုမှာပါလက်စတိုင်းဒေသမှာစစ်ပွဲရဆိုင်ရဲ့အတွက်27ရက်မှုတရက်ကိုသမ္မတထရန်ကတင်ပြခဲ့ပြီးနောက်အခုလိုထရန်နဲ့နီတန်ယာဟူတွေ့ဆုံမဲ့အစီအစဉ်တွေပေါ်ထွက်လာတာဖြစ်ပါတယ်။အစ်ရေဟာမက်စစ်ပွဲအတွင်းတည်ဆုံသူပါလက်စတိုင်းအရ ရေတွက်ဟာ6,600ကျော်သွားပြီလို့စက်တင်ဘာ28ရက်နေ့မှာဂါဇာကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဒီကနေ့တရင်အတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကတရင်အကြောင်းအရာတွေအပောင်းတခြားဒေသတွေကတရင်နေတဲ့ပတ်သက်လို့ DMG တရင်ဌာနကိုတရင်နဲ့ပေးပို့ခြင်းနဲ့ဆိုရင်တော့အပောင်း669 639 633 633တုံးကိုလုံခြုံစစ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီစီစဉ်ကိုဂျလန်လာနေကနေစနေနေ့ထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com DMG online video လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။